လင်းလှိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဘ ഹു စီဝင်းရေးကော်မတီအပေါ်ပြည်သူအာဏာကြားနဲ့အမှတ်44 2024ခုနှစ်စက်တင်ဘာလတုန်းမှာဆောင်းမချင်းငိမ့်မောင်ဦးရေးသားထားတဲ့တော်လန်နဲ့ကောင်းမြင်ဝါဒကင်ဆွဲကြဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။တော်လန်နဲ့ကောင်းမြင်ဝါဒကင်ဆွဲကြငိမ့်မောင်ဦးအခက်ခဲနဲ့ကြုံတွေ့ရတဲ့အခါမှာ အောင်မြင်ချက်ကိုလှမ်းမြင်နိုင်တာတိတ်သီးတဲ့အမောင်တူတဲ့ကြာရောက်နေခြင်းမှာတောက်ပတဲ့အလင်းရောင်ကို တွေ့အောင်ရှာနိုင်တာပြင်းထန်တဲ့စင်ကိုချက်တွေနဲ့ရင်ဆိုင်ရခြင်းမှာဖောက်ထွက်ဖို့အခွင့်လန်းကိုညွန့်ပြနိုင်တာဒါတွေဟာတော်လန်တဲ့အကောင်းမြင်ဝါဒရဲ့အတွင်းသဘောတွေပဲဖြစ်ပါတယ်တော်လန်ရေးဟာဖိနှိပ်သွေးဆုပ်တဲ့စနစ်ဟောင်းကိုဖြိုချတာဖြစ်လို့လူသမိုင်းမှာအကြီးအကျယ်ဆုံးနဲ့အခမ်းအနားဆုံးအရေးတော်ပုံကြီးဖြစ်ပါတယ် ဖောက်ပြန်တဲ့ဖိနေသူလူဒန်းစားကလည်းခေါင်းမာမာနဲ့မိကုံရန်ကုန်ခုခံမှာဖြစ်လို့ပြင်းထန်သီးသန်တဲ့ရန်ငါပြိပကတိုက်ပွဲအတွင်းမှာမိမိဘက်ကလည်းကြီးမားတဲ့ပေးဆက်ရမှုတွေစွန့်လွတ်ရတာတွေမဟုတ်ချရှိပေလိမ့်မယ်။ကြိုတင်မျှော်လင့်မထားတဲ့ဆုံးရှုံးမှုတွေတွေ့ကြုံရနိုင်တယ်။အတက်အဆင်းအကွက်ကောက်များတဲ့ရေရှည်ခီးရန်ဖြစ်လို့သားစဉ်မြေးဆက်တဘိုးကြတဘိုးတက်တိုက်ပွဲဆင်သွားရရမှာဖြစ်တယ်။ ဒေါ်လာရေးခီးချမ်းကြီးမှာတီတီငိမ့်ငိမ့်ကြံ့ကြံ့ခိုင်ခိုင်နဲ့နောက်ဆုံးအောင်ပွဲရတဲ့အထိကြီးတက်သွားနိုင်ဖို့မလွဲသာမရှောင်သာရင်ဆိုင်ရမယ့်စိန်ခေါ်ချက်တွေကိုတော်လန်နဲ့အကောင်းမြင်ဝါဒနဲ့ကြော်လွှားသွားကြရမှာဖြစ်တယ်။တတော်လန်နဲ့အကောင်းမြင်ဝါဒကိုကင်ဆွဲဖို့အတွက်ဘာတွေလိုအပ်တယ်လဲ။တခိုင်မာပြတ်သားတဲ့တန်ိဋ္ဌန်နဲ့ပိုင်းဖြတ်ချက်ရှိရမယ်။နှစ်ပါတီစိတ်ဓာတ်ခိုင်မာရမယ်။ ါတီဗဟိုဝန်ရံရေးစိတ်ဓာတ်နဲ့အတူပါတီရဲ့အနာဂတ်ကို လေးလေးနက်နက်ယုံကြည်ရမယ်။ပါတီကိုယုံကြည်ရမယ်။ပြည်သူကိုယုံကြည်ရမယ်။အရင်းခံမူနရက်ကိုယုံကြည်မှုမှတဆင့်တော်လှန်ရေးကိုယုံကြည်မှဖြစ်တယ်။၃မတ်စပါရာဗီဒမာကိုလမ်းညွန်သဘောတရားဖြစ်ကင်ဆွဲရမယ်။အနုပတိလောမယုတ်ဝါဒတမိုင်းရေးယုတ်ဝါဒတို့နဲ့ပြဿနာရရက်ကို ချင်းကပ်ဖြေရှာရမယ်။ဆိုလိုတာက လက်တွေကစချီတာဗတ်ပေါင်းစုံ ကြည့်မြင်တာဆန္ဒစွဲကင်းတာဖြစ်ပေါ်ပြောင်းလဲမှုတွေကိုသတိထားတာတော်လံပြောင်းလဲနေတဲ့အတွင်းသဘောနဲ့ကြည့်တာအရေးအတွက်ပြောင်းလဲခြင်းနဲ့အရေးအချင်းပြောင်းလဲမှုဆန့်ကျင်ဘက်တွေရဲ့ဒွန်တွဲနေမှုနဲ့အတိုက်ခံဖြစ်မှုမှတဆင့်တိုးတက်ဖြစ်ထွန်းလာမှုစတဲ့အချက်တွေကိုအလေးထားပြီးစဉ်းစားတွေးခေါ်ဖို့ဖြစ်ပါတယ်ချုပ်ပြောရရင်တွေးခေါ်ရမှာယက်တိမှုအမြင်နိနာဆိုတဲ့ ော့ချက်၃ရက်ကိုကင်ဆယ်သွားကြရမှာဖြစ်တယ်။နေ့တဖက်သက်အကောင်းမြင်မှုဆိုတဲ့အမှားမဖြစ်အောင်လည်းသတိထားရမယ်။ဒီမှားယွင်းတဲ့တွေးခေါ်နည်းရဲ့ဇင်းမြစ်ကဆန္ဒစွဲကြမှုတဖက်သက်ကြည့်မြင်မှုတို့ပဲဖြစ်တယ်။ပြဿနာကိုကြည့်မြင်ရမှာကောင်းတဲ့ဘက်ကိုကြည့်ပဲမြင်ပြီးသုံးသတာအကောင်းနဲ့အဆိုးနဲ့ဒွန်းတွက်နေတဲ့ဆိုတာကိုလစ်လျူရှိတာတွေကြောင့်လက်တွေ့ဘဝနဲ့ကင်းကွာပြီးအကဲဖြတ်ချက်တွေတလွဲတလျှောက်ဖြစ်ပြီးလက်တွေ့ကျင့်သုံးရမှာ လက်ဝဲအမှားတွေကျူးလွန်မိပြီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရတယ်။အဆိုးမြင်ဝါဒကိုပြက်ပြက်သားသားဆန့်ကျင်ရမယ်။အဆိုးမြင်ဝါဒရဲ့အဓိကတွေးခေါ်ဇင်းမြစ်ကတော့ခိုင်မာပြတ်သားတဲ့တန်လိုက်ထန်နဲ့ပိုင်းဖြတ်ချက်မရှိတဲ့ဒနာရှင်ကိုကြိုးကြီးအတွေးခေါ်ဖြစ်တယ်။ဒီကတစင့်ပါတီစိတ်သက်မရှိတာပါတီနဲ့တော်လန်ရေးရဲ့အနာဂတ်ကိုယုံကြည်မှုကင်းမဲ့လာပြီးတော်လန်ရေးနဲ့ဆန့်ကျင်ဘက်ကိုရောက်သွားကြတယ်။အဆိုးမြင်ဝါဒသမားတွေဟာ ြည်တနာကိုဘက်ပေါင်းစုံမကြည့်ပဲအဆိုးဘက်ဓမ္မမဟုတ်မိမိအတွက်ချိနဲ့ချက်ကိုပဲတစ်ဖက်သက်ကြည့်တယ်အဆိုးတွေကိုအကောင်းဘက်ရောက်အောင်တော်လန်ပြောင်းလိုက်တဲ့အမြင်မစိုက်ထူနိုင်ဘူးစွန့်လွတ်ရမယ်စွန့်စားရမယ်ဆိုတဲ့ပိုင်းဖြတ်ချက်လည်းမရှိကြတော့နောက်ဆုံးအရှုံးပေးရေးဘက်ကိုပဲဥတီသွားပြီးပါတီနဲ့ကင်းကွာသွားကြတယ်ပါတီနဲ့တော်လန်ရေးရဲ့သမိုင်းတိတ်ကအလဲပြောင်းကာလာတချို့မှာဒီလိုအဆိုးမြင်ဝါဒသမားတွေရဲ့ပါတီဆန့်ကျင်တဲ့လုပ်ရက်တွေရှိခဲ့ဘူးတယ် လေပါတီရဲ့သမိုင်းကိုတော်လန်တဲ့အကောင်းမြင်ဝါဒနဲ့ဘယ်လိုကြည့်မြင်မလဲပါတီဟာဗမာပြည်ပြည်စည်းမဲ့လူဒန်းစားရဲ့လှုပ်ရှားမှုနဲ့တော်လန်တဲ့အဘိဓမ္မာဖြစ်တဲ့မတ်ဝါဒတို့ပေါင်းဆက်မှုမှာမွေးဖွားလာတဲ့သမိုင်းရဲ့ယတနာဖြစ်တယ်။သမိုင်းဖြစ်ပေါ်တိုးတက်မှုမုတ်ချတရားအရာပေါ်ပေါက်လာတဲ့နိုင်ငံရေးဖွဲ့စည်းဖြစ်တယ်။လူတဦးတယောက်ဒါမှမဟုတ်လူတချို့ရဲ့စိတ်ကူးကြောင့်တီထွင်ဖန်တီးမှုကြောင့် ရှောင်းနှခင်ပေါ်လာတာလုံးဝမဟုတ်ဘူးဗမာပြည်လူ့အဖွဲ့အစည်းရဲ့လိုအပ်ချက်ရပေါ်လာတာဖြစ်တယ်ဆိုတဲ့အချက်ကိုမြင်ရမယ်ပါတီဟာဗမာပြည်ပြစ်စည်းမဲ့လူဒန်းစားရဲ့တပ်ဦးဖြစ်တယ်မတ်စပါရာလီနင်ဝါဒမော်စီဒုံအတွေးခေါ်ကိုလမ်းညွန်သဘောတရားဖြစ်ကင်ဆွဲတယ်ဒီမိုကရေစီဗဟိုချုပ်ကင်မှုကိုတမဏီစီယုံရေးစည်းကမ်းဖြစ်တင်းတင်းကြပ်ကြပ်လိုက်နာဖို့သတ်မှတ်ထားတယ်ပြည်သူအကျိုးစီးပွားကိုထာဝရဦးထိပ်ထားတယ် ဥတီရန်သူဘယ်တော့မှမပြောက်ခဲ့ဘူးဆိုတဲ့အချက်တွေကိုမြင်ရမယ်။ပါတီနဲ့တော်လိုင်းရဲ့တမိုင်းမှာ အတက်အကျတွေအကွေ့အောက်တွေရှိခဲ့ပေမဲ့တမိုင်းကပေးအပ်လာတဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့တမိုင်းအစဉ်လာကြီးမားတဲ့ပါတီဖြစ်တယ်။ဖက်ဆစ်ဂျပန်ဒေါ်လာရေးအင်္ဂလိပ်နယ်ချဲစန့်ကျင်ရေးတိုက်ပွဲနဲ့ပြည်တွင်းကဖောက်ပြန်တဲ့အစိုးရဆက်ဆက်ကိုတော်လန်ခုခံတဲ့တိုက်ပွဲတွေဟာပါတီကစိုက်ထူခဲ့တဲ့တမိုင်းမှတ်တိုက်တွေဖြစ်တယ်။ ပါတီသမိုင်းမှာလမ်းစဉ်အမှားတချို့ချမှတ်ကျင့်သုံးခဲ့လို့တော်လှန်ရေးအတွက်ထိခိုက်ဆုံးရှုံးရတာတွေရှိခဲ့ပူပါတယ်။ဒါပေမဲ့ပါတီအနေနဲ့အမှားကိုမြင်နိုင်အောင်စူးစမ်းပြီးပြုပြင်ခဲ့တဲ့ဆိုတဲ့အချက်တွေကိုမြင်ရမယ်။အစိုးမြင်သမားတွေကပါတီရဲ့သမိုင်းကို အမှားတွေရဲ့သမိုင်းဖြစ် သမုတ်တယ်။တော်လှန်ရေးအကောင်းမြင်ဝါဒကတော့ပါတီသမိုင်းဟာ အမှားနဲ့အမှန်ရဲ့တိုက်ပွဲသမိုင်းအမှန်ကအမှားကိုတိုက်ခိုက်အောင်မြင်ခဲ့တဲ့သမိုင်းဖြစ်သဘောထားပါတယ်။ ငါအဆိုးဆုံးအခြေအနေကိုတော်လန်တဲ့အကောင်းမြင်ဝါဒနဲ့ကြော်ဖြတ်ပြီးပြန်လည်ရှင်သန်ခဲ့တဲ့ပါတီသမိုင်းတွေကပတ်တိုင်တစ်ခု1989ခုနှစ်ကကြုံတွေ့ခဲ့ရတဲ့ပါတီတွင်ပုံကံမှုရေးခင်းဟာပါတီသမိုင်းမှာအကြီးအမားဆုံးနဲ့အနက်ရှိုင်းဆုံးအထည်နာမှုကြီးဖြစ်ပါတယ်။သေလောက်တဲ့ဒဏ်ရာလို့တချို့ကမှတ်ချက်ပေးကြပါတယ်။တက်ရဲ့အဓိကခေါင်းဆောင်တွေကဥဆောင်ပြီးပုံကံတာဖြစ်လို့ပါတီဘဟုဟာတက်မရှိဒေတာမရှိတော့တဲ့ဘဝရောက်ခဲ့ရတယ်။ အရင်လဲတော့အဖျားထင်းဖြစ်ဆိုသလိုအစွန်အဖျားဒေသရှိမိမိအင်အားတွေလည်းဖေယိုဖေယဲဖြစ်ပြီးပြတ်သုံးသွားကြတယ်။ဗဟိုခေါင်းဆောင်တချို့နဲ့ပါတီစိတ်သက်ခိုင်မာတဲ့လူငယ်ရဲဘော်အ ਨੇ စုသာကြံတော့တဲ့လက်တွေ့အခြေအနေမှာ ပါတီဟာဆက်လက်ရှင်သန်ရေးပါတီအလံမလဲရေးအတွက်တည်ရေးရှင်ရေးတမျှအရေးကြီးတဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။အဲဒီကာလနိုင်ငံတကာအခင်းကျင်းမှာတော့စစ်အေးခေတ်ကုံဆုံးတာနဲ့တချိန်တည်း အမေရိကန်နယ်ချဲ့ရဲ့ကဘာတစ်ခုလုံးလဝကြီးအုပ်ချုပ်ကန်ရေးဘိုးကြစိုးမိုးရေးခြေလှမ်းနေတဲ့တူအမေရိကကိုဗဟုပြုတဲ့ဝင်ရိုးတစ်ခုတည်းကဘာဆိုတဲ့အတန်ကကျဲလောင်လာတယ်လက်တံတွေရှေးလာတယ်ပိုပြီးလက်ရဲဇက်ရဲလှုပ်လာတယ်ဆိုဗီယက်ယူနီယံကြောက်ရှုံးပြုတ်ခဲ့သွားတာဆိုရှယ်လစ်နိုင်ငံတွေအသွေးအရောင်ပြောင်းသွားကြတာတွေကြောင့်ဆိုရှယ်လစ်စနစ်ပြတ်သုံးသွားပြီးကွန်မြူနစ်ဝါဒပြိုလဲသွားပြီးအရင်းရှင်ဝါဒကအောင်ပွဲခံလိုက်ပြီး သမိုင်းညီကုန်းချုပ်သွားပြီဆိုတဲ့သဘောတရားကိုအကျဲအပြန့်ဝါရဖြန့်လာကြတယ်။ဒီကြရက်တွေဟာပြည်တွင်းမှာလည်းထိုးဝင်ရိုက်ခတ်လာတယ်။ပြည်တွင်းချိန်ဒီမှာတော့ပါတီရဲ့အတ္တဘဝအင်အားဟာအတော်ချိနေသွားပြီးလက်တွေ့အရတစ်ကပြန်ဆရမယ့်ဘဝရခင်ကလက်တွဲခဲ့တဲ့မဟာမိတ်ဆိုသူများတချို့လည်းသစိမ်းဆန်ကုန်ကြပြီဖြစ်တယ်။စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ liberal နိုင်ငံရေးအင်အားစုတွေကစင်မော်ရောက်နေကြတယ်။ဒါပေမဲ့ နိုင်ငံရေးတရေမမှန်တော့လူတို့ကိုလမ်းမှန်မပြနိုင်ဘူးမှန်ကန်တဲ့တိုက်ပွဲလမ်းကြောင်းကို မပြနိုင်ဘူးရန်ငါမပြတ်ဘူးလူတို့ကိုရန်သူနဲ့စိတ်ဆက်ရေးလမ်းကိုပဲဆွဲခေါ်နေတယ်စိတ်ဆက်ရေးတွေးခေါ်အလုံးမဖြစ်တာရှင်းနေပါတယ်ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲကစလို့ဒီမိုကရေစီတိုက်ပွဲအဆက်ဆက်နေချဲဘောင်းဆောင်ပေါ်မိခိုးရက်တီကြီးထွားလာတဲ့စစ်အာဏာရှင်စနစ်စစ်သုံးစစ်ကိုအမြင့်ပြတ်အောင်မတိုက်နိုင်ရင်ဗမာပြည်အနာဂတ်ထွန်းပြောင်းနိုင်မှာမဟုတ်ပါ လူလူကတော့စစ်ဘီရိုကရက်ရင်းရှင်စနစ်ရဲ့ဖိနှိပ်သွေးဆုပ်မှုစစ်အာဏာရှင်စနစ်ရဲ့ရရက်ဆက်ဆက်ဖိနှိပ်မီးရှို့တပ်ဖြတ်မှုတွေကြောင့်ဆင်းရဲတွင်နေတဲ့နှစ်လာနေတယ်လက်တွေ့ဘဝအရရန်သူအပေါ်ပြတ်သားတယ်နိုင်ငံရေးနိုးကြမှုရေကြီးမြင့်ပြီးအုံကြွပောက်ကွဲဖို့ဥတည်နေတယ်လူနည်းစုမျိုးသားတွေရဲ့လက်နက်ကင်တော်လန်ပုံကံမှုတွေလည်းပိုပြီးပြင်းထန်ကျပြတ်လာတယ်ရန်သူကတော့ရွေးကောက်ပွဲအတုနဲ့ နိုင်ငံရေးလှည့်ပြတာကိုတစ်ဖက်ကလှုပ်ရင်းတစ်ဖက်ကလည်းပြည်တွင်းစစ်အရှိန်ကိုတိုးချဲ့နေတယ်။ဒီလိုကြီးမားတဲ့အခက်အခဲတွေတီးတံပြင်းထန်တဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်ရချိန်မှာပါတီအနေနဲ့တီတီငိမ့်ငိမ့်ကြံ့ကြံ့ခိုင်ခိုင်နဲ့ရှေ့ဆက်နိုင်မှုအတွက်မြေအောက်စီဝေးသဏ္ဍာန်နဲ့ဆက်သွားဖို့ပြက်ပြက်တာတာဆုံးဖြတ်လိုက်တယ်။လက်တွေ့ဘဝကိုဆန္ဒစွဲကင်းစွာ ရှုမြင်ပြီးဗတ်ပေါင်းစုံပြဿနာတွေကိုတော်လန်တဲ့အကောင်းမြင်ဝါဒနဲ့ခွဲခြမ်းစိတ်ဖြာပြီးရှေ့လုပ်ငန်းတွေ ချပါတယ်။ဆိုရှယ်တဲ့နိုင်ငံတချို့ရဲ့ကြာရှုံးမှုဟာဆိုရှယ်လစ်ရေးတော်ပုံယာယီနောက်ဆုတ်ရတာဖြစ်တယ်။ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေရဲ့အမှားတွေကသာအဓိကကြောင်းရင်းဖြစ်တယ်။မတ်စ်ဘွာရာတကြောပြန်လာမှမုန်ချဖြစ်တယ်လို့အခိုင်အမာယုံကြည်ခဲ့တယ်။1992ခုနှစ်မှာ89ခုနှစ်ပါတီရဲ့ဆုံးရှုံးမှုနဲ့ပတ်သက်ပြီးလေးလေးနက်နက်ဝေဖန်ဆွေးနွေးတာညီကုန်းချုပ်တာလုပ်ပါတယ်။ညီကုန်းချုပ်ချက်ကို1993ခုနှစ်မှာ ပါတီဘ ਹੁ ကတရားဝင် ထုတ်ပြန်ပါတယ်1994ခုနှစ်မှာ ပါတီရဲ့ခေါင်းဆောင်မှုအဖွဲ့ကိုလက်တွေ့ဘဝနဲ့လျော်ညီတဲ့စီယုံဖွဲ့စည်းမှုလုပ်ပါတယ်ရဲဘော်ဂျင်မောင်ခေါင်းဆောင်ပြီးမျိုးဆက်သစ်လူငယ်များနဲ့အားဖြည့်ကဘ ਹੁ စီယုံရေးကော်မတီ COC ကိုပါတီဖွဲ့စည်းအုပ်ချုပ်ပုံစီမင်း ပုံမှ33ရာဖွဲ့ပါတယ်ရေရှည်မြုံနံအခွင့်အခါကောင်းစောင့်ဆိုတဲ့ UG လမ်းညွန်တိုင်းဆက်သွားပြီးလူလူရဲ့နိုင်ငံရေးလှုပ်ရှားမှုအတွင်းမှာ နက်နက်ဆိုင်ဆိုင်ဝင်ရောက်ကနီးတရံမျိုးစုံနဲ့စီယုံလှုပ်ရှားသွားဖို့ဆုံးဖြတ်ပါတယ်။လက်နက်ကိုင်းတော်လှန်ရေး AS ကရှုံးသွားပြီဖြစ်ပေမဲ့ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး PDR ကတော့ဆက်ရှိနေမှာဖြစ်ပါတယ်။ရန်သူကလက်နက်နဲ့ဖိနှိပ်နေသမျှလူထုကလက်နက်နဲ့ခုခံတာတရားတယ်ဆိုတဲ့ရည်တည်မှုကိုမြဲမြဲကင်ဆွဲထားပြီးလူမျိုးပေါင်းစုံပြည်သူတွေရဲ့တရားတဲ့လက်နက်ကိုင်းတော်လှန်ရေးကိုထောက်ခံသွားမှာဖြစ်တယ်။မိမိဖွဲ့စည်းရဲ့ ်အတ္တဘာဝအခြေအနေရ UGC ရဲ့တရံနဲ့လှုပ်ရှားနေရပေမဲ့အခွင့်အလမ်းပေါ်လာတဲ့အချိန်မှာ AS ပြန်ဖော်နိုင်ဖို့လိုအပ်တဲ့စီယုံပြင်ဆင်မှုတွေလုပ်သွားဖို့ရှေ့လုပ်ငန်းချမှတ်ထားခဲ့တယ်။ဗမာပြည်ရဲ့ပထဝီနိုင်ငံရေးနဲ့မိမိတိုင်းပြည်ရဲ့ပဂရိအခြေအနေရဲ့လက်တွေ့ဘဝအရပြည်ချင်းဝါဒလမ်းစဉ်ကိုချပါတယ်။ဒါဟာမိမိတို့ရဲ့အတ္တဘာဝအခြေအနေရ ကိုထူးကိုချွန်ချမှတ်လိုက်တဲ့ အမိအခုကင်းတဲ့လမ်းစဉ်ဖြစ်ပါတယ်။ချုပ်ရင်1989ခုကကြီးမားတဲ့ထိကိတ်ဆုံးရှုံးမှုကြောင့်လဲကြမသွားပဲပြန်လဲရှင်းသန်လာနိုင်တဲ့ဟာပါတီစိတ်ဓာတ်မြင့်မားတဲ့ရဲဘော်တွေရဲ့ပါတီဗဟိုဝန်းရံရေးစိတ်ဓာတ်ကြောင့်ဖြစ်တယ်လို့အခက်ခဲတွေကြားကအောင်မြင်ချက်အလင်းရောင်ကိုတွေ့အောင်ရှာခဲ့တဲ့ပါတီဗဟိုရဲ့တော်လန်တဲ့အကောင်းမြင်ဝါဒကြောင့်ဖြစ်ပါတယ်။6မြတ်မောက်အချင်းကြီးရဲ့တော်လန်တဲ့အကောင်းမြင်ဝါဒ ဗမာပြည်ရဲ့မျက်မှောက်ခြေအနေကိုကြည့်ရင်ကြီးမားတဲ့အခက်အခဲတွေနဲ့စိန်ခေါ်ချက်တွေရှိသလိုအခွင့်အလမ်းနဲ့အောင်မြင်ချက်အလားအလာတွေလည်းဒွန်တွဲတည်ရှိနေပါတယ်။အခြေအနေကအလွန်ကြေပြန့်ရှုပ်ထွေးနေဆိုင်ပါတယ်။ဒါကြောင့်ပဂရိအခြေအနေကိုဆန္ဒစွဲကင်းစွာနဲ့လက်ခံပြီးတော်လန်တဲ့အကောင်းမြင်ဝါဒနဲ့သေးသေးချာချာသုံးသက်ဝေဖန်ဖြေရှာဖို့လိုပါတယ်။ရန်သူစစ်အာဏာရှင်စနစ်ဟာတစ်ခုလုံးအနေထားနဲ့ကြည့်ရင် တနအင်အားစစ်တပ်လူလက်နက်အင်အားကြီးတယ်။ဒါပေမဲ့သူဟာစစ်ဘီရိုကရက်လက်ဝကြီးအုပ်ရင်းရှင်စနစ်ကိုကိုစားပြုပြီးဖိနှိပ်နေတဲ့အစိုးရဖြစ်လို့လူမျိုးပေါင်းစုံပြည်သူလူထုကြီးတည့်ရလုံးရဲ့အုံကြွဆန့်ကျင်မှုကိုခန်းနေရတဲ့ပေါက်ပြန်တဲ့အစိုးရဖြစ်တယ်။ဆုတ်ယုတ်နေတဲ့ရုပ်တံဖြစ်တယ်။ဒါကြောင့်ရန်သူကိုစက်ကူကြအဖြစ်သဘောထားရမယ်။မိမိတို့ဘက်မှာတော့လက်ရှိမှာအင်အားနည်းနေပေမဲ့ ဖိနှိပ်ခံပြည်သူလူထုကြီးတရက်လုံးရဲ့အားပေးထောက်ခံမှုကိုရရှိထားတဲ့တပ်ဖွဲ့ဖြစ်လို့တိုးတက်နေတဲ့အင်အားစုဖြစ်မြင်ရမယ်။2021ခုနှစ်ဖေဖော်ဝါရီလကစတင်ခဲ့တဲ့နိုင်ငံရေးဒီရီမြင့်ကြီးနဲ့တူတပြည်လုံးအနှံ့အပြားအုံကြွပေါက်ကွဲလာနေတဲ့လူလူရဲ့လက်နက်ကင်ပုံကံမှုရေးတော်ဝန်ကြီးကတော်လာရေးရဲ့အောင်ပွဲအတွက်အာမခံချက်ပဲဖြစ်တယ်။ဒါကတော့မျက်မှောက်တော်လာရေးပေါ်တော်လာနဲ့အကောင်းမြင်ဝါဒနဲ့ရှုမြင်ချက်ပဲဖြစ်ပါတယ်။ချုပ်ရင် ပဂရိဘာဝအချက်လက်တွေကိုဆန္ဒစွဲကင်းစွာနဲ့လက်ခံပြီးတော်လန်ပြောင်းလဲတဲ့အမြင်နဲ့ချင့်ကက်တာဟာတော်လန်နဲ့အကောင်းမြင်ဝါဒရဲ့အတွင်းသဘောပဲဖြစ်ပါတယ်။ရှေ့မှာအခက်အခဲတွေနဲ့စိန်ခေါ်ချက်တွေများစွာ ရှိနေစေဖြစ်ပါတယ်။အခက်အခဲနဲ့အောင်ပွဲဟာအမွှာညီတော်ဖြစ်ပါတယ်။အောင်ပွဲနီးလေအခက်အခဲကြီးလေသွေးပူထွက်လေအသက်ပူဆုတ်ရလေဖြစ်ပါတယ်။တဏိဋ္ဌံချအခက်အခဲကိုကြော်လွား ိုက်ပွဲဝင်အောင်ပွဲအရယူဆိုတဲ့လမ်းကြောင်းအတိုင်းတည်တည်ငြိမ်ငြိမ်နဲ့ရှေ့ဆက်သွားကြရမှာဖြစ်ပါတယ်